အလုံးမဲမိကလာပါရှင် Audio Book Library by Imon Sore Page လေးကနေပြန်လည်ပြောကြည့်ဆိုလိုက်ပါတယ်ဒီနေ့လေးမှာလဲဒေါက်တာဖြူတီယာရှိသားမျှဝေထားတဲ့လွန်ဆန်လူမရတဲ့ကံမကောင်းခြင်းတွေဆိုတဲ့စောင်းပါလိတပုတ်ကိုဖတ်ပြပေးချင်ပါတယ်ရှင်စောင်းပါလိရဲ့အစမှာဒီစောင်းပါလိက logic ကြရဲဆိုတာထက်ကျွန်တော်ရဲ့ခံယူချက်ကျွန်တော်ရဲ့ယုံကြည်ချက်တွေကိုရေးထားခြင်းသာဖြစ်ပါတယ်တဲ့အလုံးအတွက်ကိုင်ညီခြင်းမှာတော့ကိုင်ညီပါလိမ့်မယ်လက်ခံခြင်းမှာလည်းလက်ခံနိုင်ပါလိမ့်မယ်တဲ့ အရင်ဆုံးတော့ဟိုရက်ကရေးပြခဲ့တဲ့ life philosophy ဆိုတဲ့အကြောင်းကို ပြန်ပြောပြခြင်းပါတယ်။နိုင်ငံတွေမှာတစ်ခုနဲ့တစ်ခုစနစ်ချင်းပြဋ္ဌာန်းထားတဲ့ဥပဒေချင်းမတူညီကြသလိုလူတွေမှာလည်းတယောက်နဲ့တယောက်ဘဝကိုလေပတ်ပုံချင်းဖြတ်တန်းပုံချင်းရှုမြင်ပုံချင်းတွေမတူညီကြပါဘူး။ဒါကိုကိုယ့်ရဲ့ဘဝတသနာ life philosophy လို့လည်းခေါ်ပါတယ်။ငယ်ဘဝရှင်သန်ကြည်ရင်ခဲ့တဲ့ပဝန်းချင်းဖတ်ခဲ့တဲ့စာရီးကိုးကွယ်ခဲ့တဲ့ဘာသာတရားရှိခဲ့တဲ့အတွေ့အကြုံ စားတာတွေပုံမူတည်ပြီးတယောက်နဲ့တယောက်ကွာခြားသွားတတ်ကြပါတယ်။အသက်အရွယ်ပုံမူတည်ပြီးလည်းပြောင်းလဲနေတတ်ပါသေးတယ်။ဥပမာအသိဉာဏ်မတရားလေးပြောပြတာရှိပါတယ်။သူဆိုရင်တော်ရဲမှာနေခဲ့ရလို့လားမသိဘူးတဲ့။အချိန်မရွေးအသက်ဆုံးရှုံးသွားနိုင်တယ်။မနှက်ဖြန်တပတ်ခါတောင်ဘာဖြစ်မယ်ဆိုတာမသိနိုင်တော့။ကိုကိုကိုကယူဆိုင်လို့စိတ်လည်းမရှိတော့ဘူးတဲ့။ပျော်ပျော်နေလိုက်မယ်။စားချင်တာတွေစားလိုက်မယ်။ထိမ့်သိမ့်မနေချင်တော့ဘူးလို့ဆိုပါတယ်။ သူ့လို trauma မျိုးအတွေ့အကြုံမျိုးမရှိထားတဲ့ကျွန်တော်နဲ့တော့တူးမနေဘူးပေါ့နော်ကျွန်တော်တို့ကတော့ကိုယ့်ရဲ့ဂျမားကြီးကိုဂရုစိုက်ရမယ်အစားအသောက်အနေထိုင်ဆင်ခြင်ရမယ် self discipline အားကအောင်ကြိုးစားရမယ်အဲ့လိုပုံစံနဲ့ကိုယ့်ရဲ့တနေ့တာကိုဖြတ်တန်းနေတဲ့သူတွေပဲဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်ကိုအဆင်ပြေအောင်ဒီနည်းတွေနဲ့ကြံဆောင်နေရသူတွေလည်းဖြစ်ပါတယ်ဒါကြောင့်အခုရေးမာကလည်းကျွန်တော်ရဲ့လက်ရှိအသက်အရွယ်မှာရှိနေတဲ့ life philosophy တွေကတစ်ခုသာဖြစ်ပါတယ်တဲ့ တခါတလေကြတော့လေမိကွန်းထုံမိပါတယ်။ကံတရားဆိုတာဘာလဲပေါ့။တချို့ကတော့ပြောကြပါတယ်။ကံဆိုတာကအလုံစူးစားရင်ရတယ်။အလုံကောင်းရင်ကံကောင်းမယ်စသဖြင့်မှမှန်တင်းတလောက်လည်းမှန်ပါတယ်။ဒါပေမဲ့ကိုဘလို့စူးစားစူးစားမရတာတွေဖြစ်မလာတာတွေနေရင်ထိုင်ရင်နဲ့ကိုသူ့အလိုလိုရောက်လာတဲ့ကံဆိုးခြင်းတွေကလည်းဘဝမှာရှိနေတာကိုသတိထားမိလာပါတယ်။ကျွန်တော်အနေနဲ့ကိုဘွားကိုပြန်စင်စားကြည့်တဲ့အခါကံကောင်းတဲ့အထဲပါပါတယ်။ ကောင်းမွန်တဲ့ငယ်ဘဝကိုရခဲ့တယ်။ကြီးကြီးမားမားဒုက္ခရောက်ရတယ်ဆိုတာလည်းသိမရှိလာဘူး။သို့တော့နှစ်ချက်တော့သတိထားမိတာလေးရှိပါတယ်။ပထမတစ်ချက်ကငွေကြီးနဲ့ပတ်သက်လို့ပါ။အဖေလက်ထက်ကလေးကလည်းလူရန်စီနေလို့ရခဲ့တယ်။ဒါပေမဲ့အကြောင်းကြောင်းကြောင့်ချမ်းချမ်းသာသာတော့မหนีခဲ့ရဘူး။လီလွင့်ဆုံရှုံရတာတွေအများကြီးရှိခဲ့ပါတယ်အဖေရှာတလောက်အဖေကြိုးစားတလောက်အရာမထင်ခဲ့ဘူးပေါ့နော်အဲ့လိုနဲ့ကျွန်တော်ရဲ့အလဲကိုရောက်လာတယ် အဖေတို့ကလိုပဲငွေကိုပင်ပင်ပန်းပန်းရှာဖွေနေရတယ်ဆိုတာမရှိပါဘူး။ဒါပေမဲ့ရှာသလောင်းလေအဖတ်မတင်ပြန်ဘူး။အဖေလက်ထက်ကအကြောင်းရင်းခံပြဿနာတွေကိုကျွန်တော်အလဲမှာသင်ခန်းစာယူပြီးရှင်းထုတ်လိုက်ပြန်တော့လေ။ဟောနိုင်ငံရေးပြဿနာကဝင်လာပြန်နေ။ငါတို့မိသားစုကဒီပစ္စည်းဥစ္စာတွေနဲ့မထိုင်လို့ဖြစ်မယ်။ဒီလိုတွေချမ်းချမ်းသာသာနေရဖို့ကံမပါလာလို့ဖြစ်မယ်ဆိုပြီးတွေးနေမိတယ်။အတုံးဖြုံးကြီးလို့လည်းမဟုတ်ဘူး။လောင်းကစားလို့လည်းမဟုတ်ဘူး။ ငွေလင်ခံရတာလည်းမဟုတ်ဘူးငွေမရှာတဲ့လို့မရှာနိုင်လို့လည်းမဟုတ်ပါဘူးအကြောင်းတစ်ခုမဟုတ်တစ်ခုကြောင်းကိုလေလွင်နေရတာမျိုးပါနောက်တစ်ချက်ကတော့ relationship ပါမိသားစုမှာဘာပြဿနာဖြစ်နေလဲဆိုရင်ဘာပြဿနာမှကြီးကြီးမားမားမရှိလာပါဘူး physical abuse လုပ်တာတို့ဖောက်ပြန်တာတို့သားတွေကလည်းဆေးဆွဲနေတာတို့စသဖြင့်ဘာမှမရှိလာပါဘူးဒါပေမဲ့နှွေးထွေးလားဆိုတော့လည်းမနှွေးထွေးပြန်ဘူး ကိုလုံးဆရာရှိတာလုပ်ပေးမယ်ဒီနည်းနဲ့ကိုရဲ့မေတ္တာကိုပြသမယ်ဒါလေးပဲကိုယ်တိုင် relationship ရတဲ့အရွယ်ရောက်လာပြန်တော့လေအတူရှိတဲ့အချိန်ထက် အတူမရှိတဲ့အချိန်ကပိုများနေခဲ့ပါတယ်ကြည်လိုက်ရင်အမြဲလိုလိုတယောက်သေးပဲ betrayal interaction ဘလို့ပဲရှိတယ်ပြောပြော physical တော့ဘလို့မှအစားမထိုးနိုင်ဘူးလေနော်ဒီနေရာမှာလဲငွေကြေးကိစ္စတုန်းကလိုပဲကိုဘာမှလဲဘာလို့အနေလဲဆိုတော့ဘာမှမှားမနေမလို့အနေပြန်မှု အရင်ကတော့ wine ဆိုရဲမေးခွန်းကိုမကြခနာမေးမိပါတယ်လက်မခံနိုင်တာပေါ့နော်ဘာလို့လဲဘာလို့ငါတို့ကြမှာဒီလိုဖြစ်ရတာလဲဘာလို့ကြိုးစားသမျှအရာမထင်ရတာလဲဘာလို့သူများတွေလိုကံမကောင်းရတာလဲစသဖြင့်မှနောက်တော့လေတဖြည်းဖြည်းနဲ့လက်သိမ်းခံနိုင်လာပါတယ်အဲ့ဒီတော့မှပဲစိတ်ကလည်းငြိမ်းချမ်းမှုကိုရလာတယ်လို့ဆိုရပါမယ်ဒါကြောင့် acceptance ကသိအရေးကြီးတယ်လို့မကြခနာပြောရတာပဲဖြစ်ပါတယ် ျွန်တော်ကမှဒီနှစ်ခုတည်းပါကျန်တာတော်တော်များများကကန်ကောင်းတယ်လို့ပြောလို့ရပါသေးတယ်။တချို့တွေမွေးကလေးကယောဂါပါပါလာတယ်။မိဘကစွန့်ပစ်သွားတယ်။ဒါမှမဟုတ်အစိမ့်တောက်ဆန်တဲ့မိဘနဲ့ဆုံရတယ်။ငငယ်ရွယ်ရွယ်နဲ့ကန်စာဖြစ်တယ်။တချို့တွေအိမ်တော်ရေးကံမကောင်းဘူး။ပစ္စည်းဥစ္စာတွေမြောက်များစွာဆုံရှုံရတယ်။ရီးမဲဆိုရင်တော့မကုန်နိုင်ဘူးပေါ့နော်။ဆဆချင်းတော့ကျွန်တော်ထင်တယ်ဘသူမှတန်ပြီးလက်သင်မခံနိုင်ကြပါဘူး။ဝိုင်းဆိုရယ်မိကုန်းကိုမေးကြမှာပါပဲ။ ဘာလို့ငါကြမဒီလိုမွေးကလေးကယောဂပါလာတာလဲဘာလို့ငါကြမဒီကင်စာဖြစ်ရတာလဲတခြားရွယ်လူတွေဆိုကြမ်းကြမ်းမှမှာပဲဘာလို့ငါကြမဒီလိုမိဘစီမှာလာဝင်စားရတာလဲဘာလို့ငါကြမဒီလိုအိမ်တော်ကြီးကံမကောင်းရတာလဲဘာလို့ငါကြမဒီလိုဆင်းရဲနေရတာလဲနောက်မှတဖြည်းဖြည်းနဲ့အခြေအနေကိုလက်သိမ်းခံနိုင်လာကြတာပါအဲ့ဒီလိုလက်မခံနိုင်သေးရွေးလေလောကကိုစိတ်အချင်းပေါင်းနေမိတတ်ပါတယ်ဘာလို့လဲဆိုတော့စဉ်းစားကြည့်ပါ fail မှမဖြစ်တာလीနော် လောချင်မှမကြတာအဖြေမှမရှိနေတာအဲ့ဒီအတွက်အဖြေတစ်ခုခုကိုကိုဟာကိုရှာပြီးပဲပေးလိုက်ကြရပါတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်နေဆိုရင်တော့အော်အတိတ်ဘဝကငါသူများပေါ်ဘာလုပ်ခဲ့လဲမှမသိတာဆိုတာမျိုးနဲ့ပါအဲ့ဒီအခါကျငါလုပ်ခဲ့လို့ငါပြန်ခံရတာဆိုပြီး fail ဖြစ်သွားတယ်အဖြေရှိသွားတယ်တတ်တာရရသွားစီတယ်ပေါ့နော်ဒါကြောင့်ဘာသာရေးဆိုတာကျွန်တော်တို့ဘဝရဲ့အဖြေမရှာနိုင်တဲ့အရာတွေကိုစိတ်သက်သာရရစေတဲ့ tools တစ်ခုပဲလို့ပြောရတာပါတဲ့ မှန်နာမမှန်နာသက်တည်ရှိတာမရှိတာခဏထစိတ်တော့တတရာရသွားစေတတ်ပါတယ်။ဘာသာရေးဘက်ကမှတော့မဟုတ်ပါဘူး။ဒီကိစ္စရက်တွေကိုတနည်းနည်းနဲ့အပြေထုတ်လိုက်ကြရတာပါပဲ။ညှင်းဆန်နေသေးရတော့စိတ်အချင်းပေါင်းနေဖို့အစိုးမြင်စိတ်တွေများနေဖို့ပိုအဆင်ပြေနေတဲ့သူတွေတွေ့ရင်မျက်မှန်စိမ့်နဲ့လိုက်ကြည့်မိနေဖို့ပဲရှိပါလိမ့်မယ်။အဲ့ဒီကနေတစဉ်ငါဒီကံမကောင်းမှုကနေဘလို့အမျက်ထုတ်မလဲဆိုတာကိုစဉ်းစားကြရပါတယ်။ငါမရရေချိုးပြတ်မယ်ဆိုတဲ့စကားလိုပေါ့နော်။ ျွန်တော်ဆိုရင်ငွေကြေးတွေတိတ်အဖက်မတင်တတ်တာသိထားတော့တွေ့တာမနေတော့ဘူးလှူတယ်တန်းတယ်မျှဝေတယ်မိသားစုနဲ့ပတ်သက်လို့လည်းနှွေးထွေးတဲ့တိတ်မခံစားခဲ့ရတော့တခြားကိုလိုလူတွေကိုနှွေးထွေးမှုလိုက်ပေးတယ်ဂယူးဆိုင်တယ်သူတို့ရဲ့ခံစားချက်ကိုလည်းပိုပြီးနားလည်နိုင်တယ်ကိုချင်းစားပေးနိုင်တယ်လို့ကိုကိုကိုမြင်လာတယ်အဆိုရဲကအကောင်းလိုပဲဆိုပါတော့နော်ဘွားကပြီးလာတဲ့အရာတွေကိုထိန်းချုပ်လို့မှမရတာလीနော်ကိုဘလို့တုံ့ပြန်မလဲဆိုတာကိုပဲရွေးချယ်လို့ရပါတယ် သူကဘာလို့ငါ့ကိုဓာကြီးလာပေးတာလဲလို့တွေးနေတာဟာကိုယ့်ရဲ့ထိန်ချုပ်မှုအောက်မှာရှိနေတဲ့အရာတစ်ခုကိုသွားပူပန်နေတာနဲ့တူပါတယ်တဲ့ပူပန်ရုံကြီးတွားရုံအပြင်ဘာမှလုပ်လို့မရပါဘူးဒီပေးထားချက်အောက်မှာငါဘာဆက်လုပ်မလဲအကောင်းဆုံးဖြစ်အောင်ဘယ်လိုရှင်းသင့်မလဲစသဖြင့်ကိုထိန်ချုပ်လို့ရတာတွေကိုပဲအာယုံဆိုင်လိုက်မယ်ဆိုရင်စိတ်တွေလည်းအတော်အဆင်ပြေသွားလိမ့်မယ်ပြဿနာတွေကိုချင်းကက်တဲ့ပုံစံလေးပြောင်းသွားလိမ့်မယ်ထင်ပါတယ်ဆိုပြီးဇာယရဲ့ဆောင်ပါလေးကိုဒီညလေးမှပဲအဆုံးသတ်ထားပါတယ်ရှင် ဆရာရေးသားနေတဲ့အခုလိုစာပေးလေးတွေကို update ဖတ်ရှုခြင်းနဲ့ဆိုရင်တော့ဆရာရဲ့ Facebook page ဖြစ်တဲ့ဒေါက်တာဖြူတိဟာဆိုတဲ့ page လေးမှာတာရောက်ဖတ်ရှုလို့ရတယ်လို့ဆရာရေးသားထုတ်ဝေပြီးဖြစ်တဲ့စာအုပ်တူကိုလည်းဝယ်ယူအားပေးဖတ်ရှုလို့ရပါတယ်ရှင်။ပြီးဆုံးတဲ့ဒီနားထောင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုအများကြီးအများကြီးကျေးဇူးတင်ပါတယ်။နောက်ထပ်ဆောင်ပါလေးတွေမှာလည်းထပ်ပြီးဆုံတွေ့ကြပါအောင်ဆုနော်။